ဘဝရလာတဲ့အခါမှာအရေးကြီးဆုံးလူတွေမှာအရေးကြီးဆုံးနမတိတရားမဲ့အရေးကြီးဆုံးကပါလေဆိုရဘဝမှာယတ္တိဖို့အတွက်အခုလိုကုသိုလ်ကောင်းမှုတွေလုပ်ဖို့စီပွားဥစ္စာတွေစုဆောင်နိုင်ဖို့ဘဝမှာယတ္တိဖို့အတွက်

aroga bawa. Yoga mesti de cini. Jama begini si de cini ku aroja lekor. Aroja sura segelunga. Aroga bawa. Roga sura. Duye kan aku na cinta dan de ni sedan de. Raja bodu roga. Pamari jaro. Palitan ne bapa ne yoga tu palitan. နော်ယောဂလို့ပတ်တယ်မာတော့ပါဠိသားနဲ့ဆိုရင်ရောဂလို့ဖယ်ရပါလေနေရီရယောဂအရှိသေးတယ်လေယောဂအကျင့်စွာ ရှိသေးတယ်အဲ့ဒါနဲ့ယောသွားတယ်အဲ့တော့အင်္ဂလိပ်မှာ why နဲ့အာအတန်တော့ချင်မတူဘူး why နဲ့ရီရကြတော့ရပါလေတန်ရှူလို့ပါလို့နော် အာနဲ့ရေးတော့ကြတော့ run no rice တို့အာနဲ့ဖဲအကူအလည်းအာနဲ့ရေးတာဖြစ်တော့ကြောင့်ရောဂါရောဂါဆရာလူရဲ့ဘဝကိုနာကျင်စေတတ်တယ်ကိုယ်ကာယဟုတ်တယ်နာကျင်စေတတ်တယ်ကိုယ်ကာယနာကျင်စိတ်ဓာတ်ကိုလည်းနာကျင်စေတတ်တယ်နေမကောင်းဘူးဆိုရင်စိတ်ပါဆင်းရဲ ကြမ်းမာတဲ့ဆိုရင်စိတ်ပါပြောတယ်အဲ့တော့ကိုယ်စီရဲ့ဘုရားလည်းစိတ်စီရဲ့ဘုကိုဖြစ်စေတာပဲတခါစိတ်စီရဲ့ဘုကလည်းကိုယ်စီရဲ့ဘုကိုဖြစ်စေတာအဲ့ဒီဘဝမှာနာကျင်စေတတ်တဲ့ရောဂါယောဂါဆိုမရှိရတော့မရှိတဲ့အခြေအနေတခုကိုယ်တဏ္ဍာမဖြစ်ပေါ်နေတာအကောင်းဆုံးပဲလို့ပြောတာ ါအလကဟောရမဟုတ်ဘူးနော်အလကဟောရနိဗ္ဗာန်ရောက်ကြောင်းနဲ့မဆိုင်ဘူးလေထင်ကောင်းတယ်ဘာသာရေးနဲ့မဆိုင်ဘူးယေဇောဗျာရဲ့ဆုံးမကိုယ်ဝယ်ရမယ်ဘာသာမဟုတ်ဘူးလိုက်တာရမယ်ဟာဒီပဲဖြစ်ဘဝရတ္တိဘုတွေဘုရားကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဘာသာတရားကိုယ်ဝယ်သည်ဖြစ်စေမကိုယ်ဝယ်သည်ဖြစ်စေဒီစကလုံးဟာအလုံးတည်းဖြစ်ဖြစ်တယ်နော်အရောင်ချပရမလာပါ 喇叭，下西的下里得嘛？下西怎么样？宝贝爷爷，我上雅拉麦皮皮，下路雅拉麦皮皮，宝贝爷爷，下嘞规矩下嘞，下阿路得嘛？有个跟新木树的，怎么不雅拉哈高头录票嘞？宝贝录高头录票啦，那个。 咱们的不管鸟嘛，可以阿拉收嘛，收收你的。我阿妈比较的来不老实些，比较的收收多的多嘛。多的阿卢布，是不是阿布可以的呢？多嘛收收多的，假如你不可以的，多嘛收收多的。阿卢收收呢？yoga 去比些阿卢收收多的。大家不 yoga 去比的，咱们的说阿卢可以阿公的多嘛些。 အဲ့တော့အခုလို့ရသည်ကြီးပါအေးကြီးရဲ့တတိတို့ဝတ္တုရိတတိထားပေါ့ဒီလိုပူတဲ့အချိန်မှာအနေရောက်ကိုပေါ်ရအောင်အနေရောက်ကအပူကိုစုတ်ထားတယ်စုတ်ထားတဲ့အခါကျတော့အပူကိုမကောက်ွက်နိုင်ဘူးဒါကြောင့်မလို့ဖဲတိရဲ့တတိပါလေမဆောင်ရဘူးအေးကြီးရဲ့တတိပါလေဒီချိန်မှာမဝတ်တာကောင်းပါဝရမယ်ဖြူရောက်မယ်ဝတ် အဖြူရောက်နေပါလေပဲဘာဘာလက်လက်တွေမဟုတ်ပဲတဲ့ချီနဲ့လှုပ်တာတဲ့ခတ်တူတူဟိုပဲဟိုတဲ့တွေ့ကြတယ်ပေါ့လားအရာကြီးတွေဟာနော်အဖြူတွေကြီးတွေကိုချုံတာရလေအဲ့ဒါသူတို့စီမတာဘူးလားအဲ့ဒါအပူကားခွဲတာသူတို့စီကနေယူတာပေါ့ဘာမပြေရတလောက်ကြီးပူတာပေါ့ လာခြင်းတို့အနဲ့သွားမို့နဲ့မြန်မြန်လာမဖြစ်သွားလိုက်နေဘူးတဲ့တဲမှာအဖြူပဲဝဲပဲခလို့ချက်ပါနော်အနဲ့ရောက်ဝေးရင်စပေမောတော့သွားမစူနဲ့မောစပေနဲ့တော့ခင်သာစီလောက်ပါအဲ့တခုကတော့လူတွေကဒီလို ပူတဲ့ရသည်ပါဘာတတိထားရအောင်လဲဆိုလို့ရှိရင်ပူရဲ့နေရာကနေပြီးအေးတဲ့သွားတဲ့အခါအေးတဲ့ကနေအပူနောက်ဥလူပြောင်းလို့ခေါ်တယ် ူတွေကယိုယိုဥလူပြောင်းတတ်တာမှနာစီ၆သူဖြစ်တတ်တယ်အခုကအခုအေးအခုပူဟောနောက်တွေ့ရောပြတ်ပြီးတော့သိသွားတတ်တယ်ကွာအခုလည်းသိနေကြတယ်ဘာဖြစ်မှာ history ဆိုတာရပြီးတော့သိကြတယ်အဲ့ဒါတတိထားဖို့အမှန်တမ်းကောင်းတယ်နော်တတိထားမှာအသိဉာဏ်ဆောက်လို့ဆိုတဲ့အတိုင်းကိုကိုအသိဉာဏ်လေးနဲ့နေရမှာဖြစ်တယ် senai hube jore kama ni bude twe te te di ta ma no senai ya ni bi do ni nai nga nai lau ti yau ni bude ma twe te twe yin ne ka kwe lau twe te ne bo no e da ma pya sa pya ho re a rao cha par ma la ba so ra ya ma se de no nui ya ti wo pho so ra wo ko te cha jo de bi ro chou da de a phyu yau ဖြစ်ညာလို့ဟာမျိုးခတ်ထူထူပြီးတော့အပြင်ထွက်လို့ရှိရင်အိန္ဒိယနိုင်ငံသားတွေကြည်ချီနဲ့လောက်တာတဲ့တပက်ကလေးတွေရှိတယ်အပြင်ထွက်ရင်ကောင်းရောနေပဲရောပိတ်ပြီးတော့စီးသွားတယ်အရာကြီးတွေကြတော့တွေ့ရမလားကောင်းမချုံတာတယ်နေရတဲ့အုတ်တာတယ်ဒီအပူလိုက်နေကနေရကနေဝင်တာ nó đi quên nó sẽ ô nó tự do đến ngày này đó ô nó tự do biết để sửa lại làm điều gì chứ đó rồi chả mà đi đi để bố đi chứ nó sẽ cảm phơi nó sẽ sẽ ô đi đi nó đi về bên đó đi trả luôn đó mà chả mà vũ sửa gì bảo mà alo sửa xong đó đây là một lúc ြမ်းမာတယ်ဆိုရင်လည်းအခွင့်အရေးအလုံးကိုလက်တယ်မှာရှိတယ်။မကြမ်းမာရင်အခွင့်အရေးအလုံးကိုဆုံးတယ်။ဒါကြောင့်မို့ကြမ်းမာဖို့အတွက်နေဘူးတဲ့အတွက်ငါစရေမို့ချူရာစားပြီးတော့အသက်ညာဆောင်းဆလုံးမှာဖြစ်တယ်။နော်။မတိလို့ခံလိုက်ရင်လည်းပြန်ရမှာပေါ့။မတိလို့လုံမိရင်လည်း ဘူးအဲ့ဒါကြောင့်ဘုလို့မဖြစ်ခင်ကကာကွယ်ခြင်းဟာကုသခြင်းနဲ့ကောင်းတယ်ဆိုတဲ့စကားတိုင်းပဲจุติပြီးတော့ကာကွယ်ထားမှာအသာဖြူတဲ့လူတွေကလှတဲ့တင်ပြီးတော့အနဲ့ရောက်နေပိုးချတယ်ဝိညာဉ်ဒုက္ခရောက်လိမ့်မယ်နေပူတဲ့ထဲမှာเนาะ 查不票了吧？把账单一比划，弄损。不好意思，不哇，哥哥天差些差些。不哇，是拉，阿达苏拉，比西亚，伊达奥迪，阿叫我们咪比罗得行啊！阿叫的哭出来，那来来来那，不要叫到。阿叫我阿叫你哭来，我哭。阿叫我们呀，苏阿波嘛，咪比罗德西啊！ အဲ့တော့စဉ်းစားကြည့်လိုက်လူ بوا ရလာပြီးတော့အလွယ်တကူသက်ရှင်နေတာလားဆိုမဟုတ်ဘူးနမတိကပါတော့အသက်ရှိအသက်ရှူသွင်းလို့နေရတယ်ဆရာဝန်တွေခေါ်တော့အောက်ဆီဂျင်ပေါ့နော်ဒီမရှူရရင်လည်းသိသွားမှာပဲအောက်ဆီဂျင်ပြတ်သွားရင်သိပါပဲအသက်မရှူနိုင်ရင်သိမှာပဲအဲ့ဒါကိုပြောတာပစ္စယယတ္တဝုတ်တိအကြောင်းတရားပေါ်မှာမိပြီးတော့အသက်ရှင်ရတာ na udakua sama saya ini tito me ara oleh muni are biro jadi di oleh gole mini ada surah, acau ndeku kure mau acau mau ya so apa ma mini ra acau ndeku pietu ara ne ne ya ne no di sauji ha Aku kau ni sih sih tu, kau aku kau sih tu. ပြေပြို့သွားရင်နိုင်လည်းပြို့ကြတော့မှာပြို့ကြတော့မှာအဲ့ဒါလိုပဲလူဘဝအကြောင်းတရားတွေပေါ်မှာမိတိပြီးတော့နေရတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အကြောင်းတရားပေါ်မှာမိပြီးတော့မှဖြစ်ရတာတခုတည်းဖြစ်တတ်ဘူးကဲဒီကနေ့ရှင်ပြုရဟန်းကလူတော်မင်္ဂလာလုပ်တယ်ဆိုတာအကြောင်းပဲတစ်ခုရှိတယ်စင်သာကြီးတခုတည်းနဲ့ဖြစ်တာမဟုတ်ဘူး ယသမြာကအဓိကကြတဲ့အကြောင်း၃မျိုးကိုဟောတာလားရှိတယ်အကြောင်း၃မျိုးစုံလို့လူမှုတမှုဖြစ်တာတဲ့ဒါအခုမျက်မှောက်အခြေအနေလေးကိုပြောတာနော်ပရဇင်တိုင်းကိုပြောတာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာအကြောင်း၃ခုစုံပြီးလို့လူမှုတမှုဆိုတာဖြစ်သွားတယ်အကြောင်း၃ခုဆိုတာဘာလို့ ကိုယ့်ရဲ့လူကြီးတန်းရင်နဲ့စိတ်ဆန္ဒလို့ဆိုတဲ့တတ္တတရားအဲ့ဒါယင်နဲ့မှပထမဖြစ်တယ်ယင်နဲ့မှတတ္တဖြစ်ယုံနဲ့လူနိုင်လားဆိုမလူနိုင်ကိုမှလူစရာကအစင်းနဲ့ရှိတာဒါဒုတိယအကြောင်းတတိယအကြောင်းကလူရမဲ့ပုဂ္ဂိုလ်ရှိသုံးခုရှိတယ်အဲ့သုံးခုဆိုလို့ဒီကနေ့လူတယ်ဆိုတာဖြစ်တာတော့တခုတည်းနဲ့ဖြစ်တာမဟုတ်ဘူး Pasansiyo na le malunay mo. Lukha me po ko siyo na le malunay mo. Kuyin na adrari apse po lo dir. Lujin na san apse po. Ay no miya sabya ka. A chao mo miyo bongso mi no lubu damu surap se daare. Dire shayin, dire tuyo ma da ka miya sabya di ka chao mo mu piyo ra. Kudu kong mu lup si day, lup si day ha ha. Chao ni si de. Da chao mo. ကုသိုလ်စိတ်ဆိုတာလွယ်တကူနဲ့မဖြစ်ဘူးတဲ့အပြီးတမအပြီးတမတရားဟောတဲ့အခါမှာမြတ်စွာဘုရားကပါကစာဟောလို့ဆိုရှက်သမိန်သမိန်ကာမဝဆရာကုသလစိတ်တာဥပန်နော်အချိန်ကတကူမှာကုသိုလ်စိတ်ဖြစ်တယ်အကြောင်းဆုံးနဲ့အချိန်တကူမှာကုသိုလ်စိတ်ဖြစ်လာတယ်ဆိုတော့ အဲ့ဒီမှာသမယဆိုတဲ့အိမ့်မဲ့ကသူအเจ้าမောင်စုံတာကိုပြောတာအเจ้าမောင်စုံမှာကုသဆိုတာဖြစ်တယ်သူကသူရှင်နေမှာကုသစိတ်ကသူကသူဖြစ်လာတာမဟုတ်ဘူးအเจ้าနေစုံမှာကုသဖြစ်တယ်အဲ့ဒီအเจ้าကပါတော့မေးလို့ရှိရင်ကိုယ့်ရဲ့ရင်တွေကပထမဆုံးကကုသလှုပ်တဲ့နေကုသဆိုတာလှုပ်ရမယ်လို့ကြာဘူးနာဝရှိတာတယ် ကုသိုလ်လုပ်တာအကောင်းကျိုးချမ်းသာရနိုင်တယ်ဆိုတဲ့အသည့်ကလည်းရှိတယ်။ကိုရှိကလုပ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ကိုတဏ္ဍာမယုံကြည်ချက်တွေလည်းရှိတယ်။ကုသိုလ်လုပ်ဖို့အခွင့်အလမ်းတွေလည်းရှိတာ။ဟောအဲ့ဒီအကြောင်းလေးမဆုံးမနဲ့ကုသိုလ်လုပ်ဖြစ်တာမရှိဘူး။နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်အကြောင်းတရားတွေဖြစ်လာမှကုသိုလ်ဆရာဖြစ်တာ။ အကြောင်းတရားတွေမဖြစ်ရင်ကုသိုလ်ဆိုတာမဖြစ်နိုင်ဘူး။မြတ်စွာဘုရားတော့အတ္တကအကြောင်းတွေပါဟောလို့ဆိုရင်စတုစကတပတိတဲ့။တပတိ14ပါးနဲ့ပြည့်စုံရမယ်။ကုသိုလ်ဖြစ်ဖို့အတွက်ကြောင်း၄ပြု။အဲ့ဒါပါတော့ကုသိုလ်လုပ်ခွင့်ရတဲ့နေရာမျိုးမှာနေရလည်းဖြစ်ရမယ်။ဟုတ်တယ်။အမေရိကန်တို့ဘာလို့တခြားနိုင်ငံနေတဲ့ပုဂ္ဂိုလ်တွေဟာအလုံးနဲ့လက်နဲ့ Maajao. Maajao. Kudulubu chinga. Paneshani yare turu. Maluna. Tachubya sui. Ye amo u kudulu chine. No, ponyi pin song kachana dao. Song kachana dao. Miam miam sasang kapiro. Để giá đạo mà nà này ủng tháp gì đó, lâu nằm chạm hạ sử lụng. Lâu nụ đi tuyệt kìa. Cô lâu chết nó lê. ဖုန်ကြီးကရှာမတွေ့ဘူးတို့တို့ပြအဲ့လိုအကြောင်းတရားမကြည့်ညွတ်လို့ကုသမလုံနိုင်တဲ့တရားတွေအများစွာရှိတယ်အကြောင်းပေါ့ကြည့်ညွတ်ပါကိုနေတဲ့တရားကလည်းကုသလုံလုံလွယ်ကူတဲ့တရားဖြစ်ရမယ်ကိုပတ်ဝန်းကျင်ကလည်းပဲကုသလုံတဲ့ပုဂ္ဂိုလ်တွေအတူယူကြပုဂ္ဂိုလ်တွေရှိရမယ် ကိုကိုယ်တိုင်ကလည်းကုသိုလ်ကောင်းမှု ရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ကိုကိုကိုယ်လည်းကုသိုလ်လုံတင်နေလို့သိတယ်သိပဲရှိရမယ်။အဲ့ဒီတေကုနဲ့ဆုံးမိမှကုသိုလ်ဆိုတာဖြစ်တယ်။ဘယ်အဝဲဖြစ်ဖြစ်ဓမင်းတော့ပါအကြောင်းဆုံးမှဓမင်းဖြစ်တာ။ဆရာဆမရှိဘူးဆိုလေဓမင်းဖြစ်ပါမဖြစ်ဘူး။ ဆန်းတော့ရှိတယ်ချက်စရာအိုးမရှိဘူးဆိုရင်တမင်မဖြစ်ပြန်ဆန်းလည်းရှိတယ်အိုးလည်းရှိတယ်ရေမရှိဘူးဆိုရင်လည်းတမင်မဖြစ်ဘူးဆန်းလည်းရှိတယ်အိုးလည်းရှိတယ်ရေလည်းရှိတယ်မိကမရှိဘူးဆိုရင်လည်းတမင်မဖြစ်ဘူးနောက်ဆုံးမှာတမင်ချက်မဲ့လူလည်းရှိမှာအဲ့တော့တမင်ဖြစ်ဖို့တော့မအကြောင်း၅မျိုးမဟုတ်လားအကြစစ်စားကြည့် အစစ်သားရဲ့နောက်တော့သူလွယ်ကူဖြစ်တဲ့ကိုထင်တာလူတွေဟာဘယ်ဟာမှလွယ်ကူဖြစ်နေတာမဟုတ်ဘူးအကြောင်းတရားတွေပေါ်မှာယက်တည်နေရတယ်ကိုဘဝကြီးတစ်ခုလုံးဟာအကြောင်းတရားတွေပေါ်မှာမိတည်နေရတယ်ဆိုတာကိုတတိပြုစဉ်းကျင်သုံးသပ်ပြီးတော့ကြည်အဲ့တဲကအကြောင်းတစ်ခုချိုးယွင်းသွားတဲ့လူဟာပြုတ်လဲသွားတဲ့တည်းနော်ပျက်စီးသွားတဲ့ဆုံးရှုံးသွားတဲ့အမှတ်တမဲ့နေရလို့ဖြစ်တဲ့ ။ဒါကြောင့်မို့အကြောင်းတရားတွေကိုသိရမှာဖြစ်တယ်ပေါ့နော်။ဒါမြတ်စွာဘုရားကအခုလို့လှုပ်မှုတမ်းမှု ကုသိုလ်ဖြစ်တဲ့ဆိုတာဟာဒီရှင်းတယ်ဗျာတရားတရားရှိတယ်။ရှိတယ်အခိုင်မှာဖြစ်တာမရှင်းမရဘူးနော်။တရားတရားရဲ့လှုပ်ဆောင်မှုကြောင့်ရှင်နဲ့ကယုံကြည်မှုစိတ်ဝင်စားမှုဆိုတဲ့တရားဖြစ်လာတယ်။ကိုယ်မလည်းလူစရာတရားဆင်းသဖြစ်နေတယ်။အလူကပုဂ္ဂိုလ်လည်းရှိလာတဲ့စဉ် လူမှုတံမှုပဲဖြစ်သွားတယ်ကုသိုလ်လုပ်တယ်ဆိုတာလည်းအဲ့တိုင်းပဲနံပါတ်၄ကကိုယ်ရင်တွေကကုသိုလ်ကောက်မှုပဲမှစိတ်ဝင်စားတဲ့တရားတရားကိုမှလည်းထိုင်လျောက်ပစ္စည်းရှိတယ်လူရမယ့်နေရာလည်းရှိတယ်ဆိုရင်ဒါကုသိုလ်ရပြီဒီအကြောင်းသုံးခုမှမဆုံးစည်းမှုဘူးဆိုရင်လူမှုတံမှုကုသိုလ်ဖြစ်ဘူးတရားရိတ်တာတော့ပြီးတော့တရားအထုတ်တယ်ဆိုတဲ့အခါမှလည်းပဲ ကိုရင်တဲ့ကသတ္တရူတတ္တရူဟာတရားထုတ်ခြင်းနဲ့သတ္တရင်ရှိရပြီးတဲ့အခါကျတော့အဖို့ကလည်းရှိတယ်ရိတ်သားကလည်းရှိတယ်ကိုစိတ်ထဲမှာလည်းစိတ်ပါနေတဲ့အခြေရှိတယ်ဟောတရားထုတ်ဖြစ်သွားတယ်အနုမုစုဖြစ်ဘူးတော့နဲ့သူကသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားတွေအဆုံးစီမိပါပဲဖြစ်တယ်ဘဝကြီးကအကြောင်းတရားတွေပေါ်မှာယက်တိပြီးတော့တရားတာဒါကြောင့်မို့ မစင်းစားပဲမနေရဘူးသိချစင်းစားရယေဆုဗျာကအဲ့ဒါကိုခေါ်တာနော်အဲ့တော့ဒီတဲ့မှာငါလှုပ်တာဆိုတာတကူမှမရှိဘူးတဘာဝတရားတွေသူကသူလှုပ်လို့ဖြစ်သွားတာပဲရှိတယ်ငါလှုပ်တာဆိုတာတကူမှမရှိဘူးလို့တရတရားရဲ့ ူစရာတတ်စရာပစ္စည်းဝတ္ထုရဲ့အတုကံပုဂ္ဂိုလ်ရဲ့ဒီသုံးခုပေါင်းစပ်ပြီးသွားတဲ့အခါမှာလူမှုတတ်မှုဆိုရကုသိုလ်ရတယ်ဘယ်ကုသိုလ်ပဲလှုပ်လှုပ်အကြောင်းသုံးနည်းမျိုးစုံစည်းပါကုသိုလ်ဆိုရဖြစ်တယ်လို့မတတ်ကိုယ်ရင်နဲ့မှာထာဝရရှိနေရပါကုသနာပါအပြည့်ရှိနေရမှာကတိလာပဲဖြစ်တယ်နော်ကိုကျင့်တိလာကိုယ်ပါအပြည့်ရှိနေရမယ် ရှင်းတယ်ပါအခိုင်မတရားပါကတရားဖြစ်တယ်ပြီးတဲ့အခါမှာမြက်မြက်တူတူတံပိုးထားရပါကတော့လူတွေရဲ့ကိုသွားတံပိုးထားလို့မြက်မြက်နုံနုံတံပိုးထားတာကလက်ဝရတနာပစ္စည်းဖြစ်နော်အဲ့ဒီလက်ဝရတနာပစ္စည်းလို့တံပိုးထားရမှာကိုယ့်ရဲ့အသိဉာဏ်ပဲဖြစ်တယ်တံပိုးထားပဲအဲ့ဒီသုံးမှုပေါင်းစုံပြီးလို့ရှိရင် ကုသဖြစ်ဖို့မခက်တော့ဘဝမှာအစစ်ပြေဖို့မခက်ရတော့နော်သီလရဲ့တတ္တရဲ့ပညာရဲ့ဒီသုံးခုအမှန်တရားရဲ့ကြီးသူတော်ဥစ္စာသူတော်ကောင်းတရားခုနှစ်ပါးသူတော်ကောင်းတရားခုနှစ်ပါးဆိုတာလူတော်လူကောင်းတွေရဲ့တဏ္ဍာတွေ့နိုင်တဲ့အကြီးချင်းခုနှစ်မျိုးလို့ပြောတာနော်ကိုကိုသူတော်ကောင်းဟုတ်မဟုတ်ကအဲ့ဒီအကြီးချင်းတွေကိုမှရှိသလား ውጭያ እሪ ይቺን ዲያ ባሮስ ታዳስራ ቆይ ነማሽያም ዩምጂሙ ተባባት ያነ በተቢሮ ዩምጂሙ ካውደ ያለውን ቦማ ሲወዛሙ ጋታዳ ታዳ ቢለ ካጀሮ መሆዳ ለውማ ዩሞኔ መሆዳ ለውማ ጫውቴ ဟီရီနဲ့ဩတပါတဒါရဲ့ဟီရီရဲ့ဩတပါရဲ့နောက်တစ်ခုကအယယာမဘောဓုတရှိရမယ်အထုသဖြင့်ရသဗျာပါဟောတယ်လေကြာဘူးနာပါရှိရမယ်သိထားရမယ်သူတော်ကောင်းတရားကြာတတ်မှုရှိရမယ်ဘောဓုတနောက်တစ်ခုကစူးစမ်းခြင်းနဲ့စိတ်စူးစမ်းမှုလုံလဝိရိယရှိရမယ်နောက်တစ်ခုကတတိရှိရမယ် နောက်ပြီးတဲ့အခါပညာအဲ့ဒီခုနှစ်မျိုးဟာသူတော်ကောင်းကြီးရဲ့စံတမတ်ချက်ပဲဖြစ်တယ်သူတော်ကောင်းလို့ခေါ်မယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒီခုနှစ်မျိုးရှိဒါသူတော်ကောင်းတရားခုနှစ်ပါးလို့ခေါ်တယ်သူတော်ဥစ္စာခုနှစ်ပါးကတခြားသူတော်ဥစ္စာခုနှစ်ပါးကြတော့တတရဲ့တိလာရဲ့ဟီရီရဲ့ဩဒပါရဲ့စာကားရဲ့ ဝိရိယရဲ့ပညာရဲ့နော်အဲ့ဒါကသူတော်ကောင်းဥစ္စာခဏပါ အခုပြောတာက သူတော်ကောင်းတရားခဏပါတဝရိသမတရားမင်းကြီးကသူတော်ကောင်းရဲ့အကြီးချင်းကိုသမတ်ပြတာတမျိုးတဝရိသနဗ္ဗိမာနဗ္ဗိကိုအချုပ်တဲ့တရားမင်းကြီးကသူတို့လောကမှာသူတော်ကောင်းလို့ခေါ်ဖို့ရအတွက်အချက်ခုနှစ်ချက်ကိုဖော်ပြထားတယ် နော်အဲ့ဒီခုနှစ်ချက်ကပါတော့စမိဘကိုလှုပ်ကြွေးတဲ့ပုံကို ဖြစ်ရမယ်နော်ဆွေရီမြူရီတဲ့အကြီးကဲတွေကိုလေးစားတဲ့ပုံကိုဖြစ်ရမယ်နော်မိဘကိုလှုပ်ကြွေးရမယ်မိဘကိုပြုစုဆောင်ဆောင်တဲ့ပုံကိုဖြစ်ရမယ်မိဘကိုပြစ်ထားတဲ့ပုံကိုတွေတော့ကောင်းမဟုတ်ဘူးနော်မိဘကိုပြုစုတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဆွေတဲ့မျိုးတွေကအသက်ရကြီးတဲ့ပုဂ္ဂိုလ်တွေကိုရုတ်တည်ပေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဒါဓမ္မသူတော်ကောင်းနော်ဒီနှစ်ချက်ကိုမတာပိတိပရန်စတုစ်ကုရိစစ်တမဆိုင်နာပြီးတော့စကားပြောတဲ့အခါမှာရည်ကြီးကြီးပြောပါသူတော်ကောင်းရည်ကြီးကြီးလေးလေးမမပြောတတ်ရမယ်အဲ့ဒီပုဂ္ဂိုလ်ကသူတော်ကောင်းမနာဘူးပဲပြောရမယ် စိတ်မဆိုးတတ်ရင်သူတော်ကောင်းမနာကိုပြောတတ်ရင်သူတော်ကောင်းစိတ်မဆိုးတတ်ရင်သူတော်ကောင်းကိုရတာတဲ့ပစ္စည်းကို ကိုအတွက်သာလို့မကြည့်ပဲနဲ့အလုံးမိသားစုအတွက်လို့ကြည့်တယ်သူတော်ကောင်းနော်အဲ့ဒီတို့သူတော်ကောင်းအနေနဲ့သတ္တပတ္ထနာတွေမြုပ်မြုပ်ရှိတယ်ပြတ်စွာပြေအသတ်မှတ်တယ်ချက်ကတော့ခုနပြောတယ်သူတော်ကောင်းတရား9ပါးပဲအဲ့ဒါကိုယ်တဏ္ဍာရှိအောင်လုပ်ရမယ် အဲ့ဒါကိုရှိဖို့ရအရေးကြီးဆုံးပဲနော်အဲ့ဒါရှိဖို့တတရေဟီရီရေဝဒပါရေနော်ပါဟုတ်သစ္စာပဟုတ်တုဒါရှိရမယ်ဝီရိယတတိပညာနော်အဲ့ဒါသူတော်ကောင်းတရားခုနှစ်ပါးသူတော်ကောင်းဥစ္စာခုနှစ်မျိုးကြတော့တတရေတိလာရေဟီရီရေဝဒပါရေ တူတရဲ့စကားရဲ့ပညာရဲ့အဲ့ဒါကသူတော်ကောင်းဥစ္စာခုနပါအဲ့တော့ဓာရီကုသနာမမရှိဘူးဆိုရင်စီယမွေနေနေပြီလို့သတ်မှတ်ပြီဘဝမှာဘယ်တော့မှမတောက်ပြောင်းသူတော်ကောင်းဥစ္စာ မရှိတဲ့ပုဂ္ဂိုလ်ဒီပတ်ဆက်မရှိတဲ့ပုဂ္ဂိုလ်လိုပဲပတ်ဆက်မရှိဘူးသူတော်ကောင်းဥစ္စာရှိရင်ဘဝမှာစင်နာမြင့်တယ်သူတော်ကောင်းဥစ္စာ မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာ ဘဝမှာဆင်းရဲဒုက္ခနဲ့ကြုံနေတယ်ပေါ့နော်အဲ့ဒါလေးတွေကိုမြတ်စွာဘုရားခေါ်တဲ့ဟာကိုမှတ်ထားပြီးတော့ကုသိုလ်ဖြစ်ဖို့လိုအပ်ချက်သုံးခုကတတ္တာရဲ့လူစရာပစ္စည်းဝတ္ထုရဲ့လူကပုဂ္ဂိုလ်ရဲ့ဒီသုံးမျိုးနဲ့ပေါင်းပြီးရင်ဒါနကုသိုလ်ဖြစ်တယ်နော်တတ္တာရဲ့အခြေအနေကောင်းတစ်ခုရဲ့ပေါင်းပြီးရင်လည်းကုသိုလ်ဖြစ်တယ်နော်ကုသိုလ်ဖြစ်နိုင်တယ်အခုပြောတဲ့ သူတို့ကဥစ္စာခုနှစ်ပါးသူတို့ကတရားခုနှစ်ပါးတရားမကြီးပြောတဲ့သူတို့ကရဲ့ရည်ချေခုနှစ်မျိုးအဲ့ဒါတွေကုသနာမှာရှိအောင်တတိဆောင်ပြီးတော့ကျင့်ကြံကြိုးကုပ်ပွားများအထောက်နိုင်ကြပါစေကုန်တည်း